ငါဟာတစ်ချိန်လုံးကမြေကြီးမြေကြီးလူတွေကိုပြောလိုက်စမ်းပါဒုက္ခကိုမကြောက်ကြပါနဲ့တကယ်တော့ဒုက္ခဆိုတာအမြင့်တကူကိုတက်ဖို့အတွက်လိုအပ်တဲ့အရင်းအမြစ်ကိုဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတာငြိုသီးစားရတယ်လို့ပဲစက်တယ်ဒါပေမဲ့အရသာတော့ရှိတယ် ှိရင်လှိုင်းရှိတယ်လို့ဘဝရှိရင်ဒုက္ခဆိုတာရှိတယ်တကယ်တော့ဒုက္ခဆိုတာတဘာဝတရားကြီးကပေးထားတဲ့လူတယောက်ကဘဝကိုစိတ်ဓာတ်မှာကျောသွားအောင်ခိုင်ခန့်သွားအောင်သူရဲကောင်းတွေဖြစ်အောင် အာဇာနည်တွေဖြစ်အောင်ပြုပြင်မွမ်းမံစီရင်ခြေတတ်ရတဲ့စူးတွေစောက်တွေကိုဒုက္ခလို့ခေါ်တယ်ဒုက္ခမတွေ့ဘူးတဲ့သူကဘယ်တော့မှအောင်မြင်မှုကိုလည်းရမှာမဟုတ်ဘူး ပေါင်းလေးရပြောတာမင်းတို့ပဲတွေးကြည့်ကွာမာဇနက်ကတင်းမောတာမပြည့်ရင် ရာဇဝင်တွင်စရာအကြောင်းရှိဘူးတင်းမောပြချင်းဆိုတဲ့ဒုက္ခကြောင့်ဇနက်ကရာဇဝင်တွင်သွားတာလေလူညံ့တွေဖို့ဒုက္ခနဲ့ပြဿနာကိုဒုက္ခနဲ့ပြဿနာကိုလူညံ့တွေကလက်လျှော့အရှုံးပေးပြီးကြာဆုံးခြင်းလို့တွေးကြတယ်လူတော်တွေကဒုက္ခနဲ့ပြဿနာကို ကြဆုံးချင်းလို့မတွေးဘူးငါအရင်ချင်းနေဖော်ထုတ်ခွင့်ရတာပဲဆိုဒုက္ခကိုပျော်ပျော်ပါပါလက်ခံကြတယ်ဒုက္ခကိုပျော်ပျော်ပါပါလက်ခံပါဒုက္ခလက်မခံရင်လည်းရောက်လာမှာပဲလက်ခံရင်လည်းရောက်လာမှာပဲတွေးပြီဆိုလက်တင်တာခံလိုက်တော့ဒုက္ခကိုမှန်မှန်ကန်ကန်အတုံးချအချိန်တန်ရင်အမြင့်တနေရာကိုရောက်ဒါကြောင့်လူတွေကိုပြောလိုက်စမ်းပါပန်းအိုးလေးတွေတွေ့တိုင်းတွေ့တိုင်း ဘာလို့မင်းတို့စိတ်သက်ကြနေတာတို့တကယ်တော့မင်းတို့ဒုက္ခရောက်နေတာမဟုတ်ဘူးကြော်ကြားဖို့အတွက်အခွင့်အလန်းတွေလို့မြင်ပေးပါဒါတစ်ကျွေးပါအိုလေးပြောတဲ့စကားဒီနေရာမှာကြုံလို့ပြောရအောင်မယ်ဗျဒီမှာအလောက်လောက်တာဆိုတော့ကျွန်တော်ပုံလေးဆွဲတာရင်သိကောင်းပါရပါတယ်အခွင့်အလန်းနဲ့ရုပ်ဆိုတာရှိတယ်နိုင်ငံတကာမှာဒီလိုကုမ္ပဏီတွေမှာအဲ့ဒီနဲ့ရုပ်ကလေးကို ဘာသာပြန်ခိုင်းတယ်အခွင့်အလမ်းနဲ့ယုတ်အဲ့ဒီအယုတ်ကလေးကတတ်တရရဝှက်ထားတာနက်တိုင်နဲ့ကုတ်နဲ့ဘောင်းမီရှင်နဲ့သူကသူ့ဘဝတတ်တရရကလေးထူးဆန်းတာသူ့မျက်နှာမှာမျက်မှန်အမဲကြီးတတ်ထားနရက်ကားကအယုတ်ကအတောင်မှနှစ်ဖက်ပါသေးတယ်လက်ထဲမှာထီးတစ်ချောင်းသူပေးထားနက်ယုတ်အဲ့ဒီအယုတ်ကလေးကို ဘယ်လိုမြင်တယ်လဲဆိုတော့မေကွန်မေးနိုင်ငံတကာမှာဒါအခွင့်အလမ်းကိုပြောတဲ့အယုတ်ကလေးပဲမင်းတို့ဘာသာပြန်စမ်းကဲကျွန်တော်ဘယ်လိုဘာသာပြန်မလဲကဲအခွင့်အလမ်းနဲ့ယုံမှာနေရွက်ကြီးကားတာကျွန်တော်ဘယ်လိုအိပ်ပဲတော့ညံ့ညံ့နားထောင်ကြညံ့ညံ့နားထောင်ခြင်းဟာအခွင့်အလမ်းကိုရအောင်ယူတာဘာလို့ကတော့ပါဇက်ပေါက်ကြီးကိုအခြေကြီးပြောပြောချင်ရတာတော့ပါဇက်တဲ့နေရွက်ကြီးကိုသူပိုချစ်ထားကြတယ်ညံ့ညံ့နားထောင် ်တေချာနားထောင်အဲ့ဒါအခွင့်အလမ်းအသုံးချတာဘဇော့မောင်တေးတေးလေးကနည်းနည်းပြောဒါမျိုးဘာလို့မျက်နှာကိုအဝဲအမဲကြီးစီးထားတာတော့သူမမျက်မှန်အမဲကြီးဘာလို့တတ်ထားတာတော့ကိုတွင်းနဲ့ကိုပေါ့တိုးတက်ခြင်းနဲ့သူကတိုးတက်တဲ့အတွေးကိုတွေးတာဟာမမြင်ရပေမဲ့ရှောက်လန်းလို့ရတဲ့နည်းတွေရှိတယ်မျက်လုံးမမြင်ရပဲနဲ့လမ်းရှောက်နေတဲ့သူတွေတပုံကြီးတို့မမြင်ရဘူးဆိုတာဆုံးရှုံးမှုမဟုတ်ဘူးမျက်လုံးနဲ့မမြင်ရရင် အာယုံနဲ့မြင်ရအောင် လုံမှာပေါ်ဒါကို तू ကပြောချင်တာစိတ်တက်မကြပါနဲ့မမြင်ရပေမဲ့လမ်းလျှောက်လို့ရတယ်ဘာလို့တော်တော်ရရအဝိစားကိုဝှက်ထားတာလို့တတရှင်းရှင်းတတရရနိဒန်ဒိုင်ဒီစမတ်ကြတဲ့သူတွေအခွင့်လမ်းရောက်လာတာဗျကဲဗျဒီကုမ္ပဏီမှာအလုပ်ခံမယ်ကိုးစားတဲ့သူတွေဘယ်လိုခံမလဲတွေ့ကြည့်ဗျာနော်ထမင်းစလောင်စွဲနေဗျာသုံးဖို့ဗျာနော်ခြေသေးရမဲလို့ ဘလို့ကျွန်တော်သူ့ဆက်ဆံမလဲသူခန္ဓာကိုယ်ကြီးအရက်တောက်ထားတဲ့ယုတ်ယုတ်ကြီးဝေစာဝတ်တယ်မတတ်မရဆိုဒီအလုပ်နဲ့သူဘလို့တင့်တော်မလဲကျွန်တော်တိုင်းပြီအခုတကားပွင့်စီဝါရေးဝါလာလာပြီနိုင်ငံတကာယဉ်ကြီးမြုံနံအလုပ်တွေအများကြီးခန့်လိမ့်မယ်စိတ်ချကွန်စားတဲ့သူအလုပ်မရဘူးတေးကြတယ်နိုင်ငံတကာမှာပါဆက်ကိုတိတ်တံပိုးထားတယ်ကျွန်တော်စကားရရင်ခွလွတ်ပါတော့ပါဆက်ကညစ်ပတ်မှုနဲ့ကျွန်တော်စကားရရင်ခွလွတ်တော့တောင်းပန်ပါတယ် ဖင်းစိုးနဲ့ဘုရားပုံညစ်ပတ်တယ်ထင်စာရီဖတ်ကြည့်ပါဇက်ကပိုပြီးညစ်ပတ်တယ်ပါဇက်ကိုဆေးဖို့သတိမရဘူးထဲလိုက်တာအဆုံကျွန်တော်တို့ဒီပါဇက်ကြီးအညစ်ပတ်ဆုံးအဲ့နှကန်းကိုကျွန်တော်တယောက်တယောက်နမ်းကြသေးတယ်တော့ညစ်ပတ်တာကြီးကိုတွေးကြည့်နိုင်ငံတကာမှာပါဇက်သွားကိုအရန်တန်မိုးထားတယ်ပါဇက်ကိုအရန်တန်မိုးထားတယ်ကျွန်တော်တို့ကပါဇက်ဆိုညစ်ပတ်နေတာအချို့အမျိုးသားတွေတော်တော်ဆိုးတယ် ထားတော့ need and die တီကိုပြောတာအတောင်မှပေးတာဘာသဘောတော့အခွင့်လန်းစွာရုတ်ချီးရောက်လာနိုင်တယ်လို့ရုတ်ချီးလဲထပြီးပြန်သွားတတ်တယ်ຢာတော့အမိဖားလို့ပြောတာဗျဒါမျိုးလက်ထဲမှာထီတစ်ချောင်းပေးတာလားဘာလို့အဲ့ဒီတီကလိုအပ်ရင်အသုံးပြုဖို့ပေါ့လောကရမိုးရရင်စောင်းဖို့လောကရနေရပူရင်ကာဖို့သူများဒုက္ခရောက်နေရင်လဲသွားပြီးတော့ကူညီဖို့လို့ထိကျွန်တော်တို့က ဘာသာပြန်ရမှာအဲ့ဒီအခွင့်အလမ်းနဲ့ရုပ်ပုံကိုဘယ်လိုမြင်တယ်လဲဆိုတဲ့အမြင်ကိုကြည့်ပြီးအဲ့ဒီနိုင်ငံဒီမှာတော့လူပြောက်ကိုအလုတ်ခတ်အဲ့ဒီအယုတ်ကလေးကိုမင်းနားလည်သလိုပြန်ရင်းစမ်းပါရေးတာကိုကြည့်ပြီးဒီလူရဲ့ mind ကိုလေနောက်တစ်ခုရှိသေးတယ်ဗျကျွန်တော်ကိုရစ်လို့ဘူးတယ်အဲ့ဒါကျွန်တော်အတွေးမဟုတ်ဘူးနိုင်ငံတကာစာအုပ်ကရတဲ့အတွေးတကယ်ကြတော့မန္တလေးမှာ happy war အလုတ်ခတ်မှာ တယ်မလေး happy work ကိုကျွန်တော်တို့လာဖွင့်ရသူတို့လည်းခင်ညာသူတို့လည်းပျော်ဖြစ်တယ်မန္တလေးမှာကုမ္ပဏီထောင်တော့ကျွန်တော်တငယ်ချင်းတွေကသူတို့ကုမ္ပဏီမှာစထောင်ထောင်ချင်းဝန်ထမ်းအယောက်30လောက်ခန့်ကျင်တာသူတို့ရှောက်လွာခေါ်လိုက်တာ150လောက်ရှောက်လွာရောက်လာတယ်120လောက်အင်တာဗျူးလာဖြစ်ကျွန်တော်တငယ်ချင်းမင်းအင်တာဗျူးမှာငါ့ကိုမိကုန်းလေးလှုပ်ပေးစမ်းမှာငါတော့မိကုန်းမလှုပ်ချင်ဘူးဘာလဲဆိုတော့ လုပ်ငန်းကျွမ်းကျင်တာကိုမင်းယူမာလားတစ္ဆာရှိသူကိုယူမာလားလုပ်ငန်းကျွမ်းကျင်မှုကသင်ပေးလို့ရတယ်တစ္ဆာတရားသင်ပေးလို့မရဘူးငါစိုက်ကိုတက်စ်ပဲလုပ်မယ်မင်းတို့မေကိုမင်းတို့ကော်မတီကြိုက်တာလို့ငါစိုက်ကိုတက်စ်ကိုငါမင်းတို့မပြောဘူးငါဘာသာငါလုပ်မယ်ကျွန်တော်လာတဲ့120လုံးကိုကျွန်တော်ဘာလုပ်တယ်လဲဆိုရင်ကျွန်တော်ကပြင်ဦးလွင်ကကော်ဖီထည့်တဲ့ဝက်အကလေးတွေရှိတယ်ဒါသူတို့ဝက်ခိုင်းလိုက်တယ်ကုမ္ပဏီဝက်ပေးတယ်သူတို့က အထဲလေးကိုကျွန်တော်မပဲစေလေးတွေအစစ်တရားကျွန်တော်ရည်ပြီးထည့်တာမပဲစေအစစ်တရားကျွန်တော်အဲ့တော့သူအင်တာဗျူးလုပ်ပြီးဟိုဘက်ခန်းထဲမှာခဏဝင်လိုက်ပါဦးဆိုကျွန်တော်နာမည်ပြောဟုတ်ပြီဆက်သွယ်ဖို့တယ်လီဖုန်းနံပါတ်ပြောပါဟုတ်ပြီလိပ်စာပြောပါဟုတ်ပြီဘာမှမမေးဘူးရောဒီအထုပ်လေးယူသွားနောက်ထပ်တပတ်လောက်နေရင်ဓမ္မပဲပဲပင်ဖောက်ခဲ့ ပဲဖောက်တာဘာမှခဲဘယ်လိုဖောက်မလဲမေးလိုက်အရာသေးဘူးနော်ရေအိုးလေးနဲ့ဘာညာဘယ်လိုဖောက်ပဲဖောက်ခဲ့ပဲပင်ဘယ်နဲ့ပင်ပေါက်တယ်လဲကြည့်မယ်အစ်စ်တရာရှိတယ်နော်မင်းတကယ်လို့အပင်တရာလုံးပေါက်အောင်မင်းအလုပ်ရမှာပဲအပင်80ပေါက်တယ်လို့တရာတရာသမားရမယ်ဒါပဲလာတဲ့နေ့လို့ကျွန်တော်မပက်အိလေးပေးလိုက်တာဗျာနှစ်ပတ်နေပြန်လာခဲ့လို့မှာလိုက်တာကျွန်တော်လောက်တာကိုကျွန်တော်တငယ်ချင်းနေမတည်ဘူးအစီဝေးပြီဆိုတာတငယ်ချင်းကမပက်စီပေးလိုက်တယ်လို့နောက်နှစ်ပတ်နေရင်တော့သူငါပြန်ခေါ်ထားတယ် ်ပဲပင်အညာပေါက်တဲ့အပင်ဘယ်နှပင်ရှိလဲခါလို့ရီမယ်လို့ရီပြီးတဲ့အခါအဲ့လိုအပင်ဘယ်နှခုပေါက်တယ်လဲကြည့်ပြီးအပင်ပြင်းပြပေါက်တဲ့သူငါတို့စုပေးမယ်ကွာဆိုတော့တငယ်ချင်းကစိုက်ကိုတက်စ်ပြန်လို့တို့တို့ဒီ120ထဲမှာတို့ရဲ့ဆွေမျိုးသားချင်းတွေလည်းပါတယ်ဗျကျွန်တော်သိတယ်ဒီကောင်းနေတို့လောက်တယ်တို့ဆွေမျိုးခန့်ညင်တာကျွန်တော်ပြောလိုက်တာနှစ်ပတ်လောက်လဲနေရောပြန်လာကြတယ်ဗျာ ရောက်90လောက်ပြန်လာတယ်80 80လောက်ပဲပင်ပေါက်ကလေးတွေနဲ့ဟုတ်ပြီဟုတ်ပြီအမှန်ချင်းဟုတ်ပြီအလောက်ကနဲ့မခံဘူးတယ်လီဖုန်းနဲ့အကြောင်းကြမယ်ပြန်သွားကြကျွန်တော်မပဲအပင်မရှိဘူးတကယ်ချင်းနဲ့မရှိကြည်အောင်လေတဲ့ငါမရှိဘူးလို့မလာတဲ့လူတွေတယ်လီဖုန်းနံပါတ်ကျွန်တော်လန့်ပြီးဆက်ကြည့်တယ်ဘာလို့မလာတာလဲတချို့ကလည်းအเจ้าမျိုးနဲ့မလာတချို့ကတော့ပြောတယ်ဆရာဟိုကျွန်တော်တို့ကဆရာပေးတဲ့မပဲစီတွေကိုပဲဝင်ဖောက်တာဆရာအပင်မပောက်လို့ကျွန်တော်မလာတော့ပါဘူးဆရာ ကျွန်တော်အပင်ဖောက်ကြည့်တာအပင်မပေါက်လို့မလာတော့ဘူးဆရာဟုတ်ပြီဟုတ်ပြီနောက်နေ့လောက်လဲနေရောအပင်မပေါက်ဘူးလို့ပြောတဲ့သူတွေအားလုံးကျွန်တော်အလုတ်ခိုင်းတာဗျကျွန်တော်ကကျွန်တော်ကုမ္ပဏီကတငယ်ချင်းတွေနားမလဲဘူးစိုက်ကိုအဲ့ဒီခက်တဲ့ထဲမှာသူတို့ဆွေမျိုးတယောက်မှမပါဘူးမင်းဘယ်လိုလောက်တာလဲမင်းအဲ့ဒီမပဲစီတွေကိုအပင်မပေါက်အောင်ငါလှုပ်ထားပြီးသားလို့အပင်ပေါက်เสียအကြောင်းမရှိဘူးအပင်ပေါက်တယ်ဆိုပြီးလာတဲ့ကောင်အကုန်လူလိမ့်ကြီးပဲ မင်းအရီကောင်ခတ်လို့မင်းရတော့မင်းကုမ္ပဏီပြက်ပြီအပင်မပေါ့မပဲကိုကျွန်တော်လှုပ်ထားပြီးသားတပင်မပေါက်ဆရာအကြောင်းမရှိဘူးရိုးသွားပြတော့ကျွန်တော်တို့အပင်ပေါက်ကိုစူးစမ်းရတယ်ဆရာအပင်မပေါက်တော့မထူးဘူးဆိုမလာတော့ပါဆရာအဲ့လူကကျွန်တော်အလုတ်ခတ်လိုက်တယ်မပဲနဲ့အပင်ပေါက်ပြီလာတဲ့ကောင်အကုန်လူလိန်နေအဲ့ဒီထဲမှာကြည့်တော့အဲ့ဒီကုမ္ပဏီရဲ့ sharing တွေပေါ့ share ဝင်တွေရဲ့တူရတူမတွေအကုန်လူလိန်ကြီးပဲ တကယ်ချင်းနေကျွန်တော်သဘောကျတို့လုပ်ငန်းညအောင်မြင်တယ်သစ္စာတရားကသင်ပေးလို့မရဘူးဗျဒီစားကျွမ်းကျင်မှုကသင်ပေးလို့ရတယ်ဒါကြောင့်စံချိန်မီရဲ့ဘဝတစ်ခုလိုချင်သစ္စာရှိဖို့လိုတယ်မလိမ်ညာကြရဘူးကဲစံချိန်မီရဲ့ဘဝတစ်ခုပြောတော့ကျွန်တော်ဒါလေးယူခိုင်းတာလေဒါလူတိုင်းသိပါတယ် premier instance ဟုတ်တယ်နော်ဒီအောင်မှာစာလေးတစ်ခုပါတယ်ဗားတယ်တော့ 3 in 1အဓိပ္ပာယ်ကဘာလို့များ3 in 1ဝမ်းကဒီအထုပ်ကိုပြောပြီး3ရတစ်ချက်မှပါတယ်ပစ္စည်းပေါ့နော် constituent ကိုပြောတာနေမှာပေါ့နော် coffee mug ပါတယ်တကြားပါတယ် no mug ပါတယ်ဒီတော်ထဲမှာ3ခုပါတယ်လွယ်တကူဖြောင်ယုံမဲကျွန်တော်တို့ coffee mug တွေလွယ်တောက်ကြပါတယ် coffee mix မတောက်ဘူးလေလို့မရှိဘူးကျွန်တော်သိတယ်ဒီအထုပ်ကိုဖောက်ရေတွေးတဲ့ကိုထက်ပြီးရင်တောက်အထုပ်လွတ်ပြတဲ့လူကြီးပဲဒီအထုပ်ကလေးပေါ်မှာစဉ်းစားကြည့်ရဒီလို coffee ကြောင့်တင်ပါရင်3 in 1ရှိတယ်မထင်နဲ့လူတွေဘဝမှာလဲ3 in 1 4 in 1 5 in 1 2 in 1 1 in 1အမျိုးမျိုးရှိတယ်တွေ့ကြည့်လားဥပမာလူတိုင်းနားလဲတဲ့ရွေးချယ်လေးပြောမယ်ဗျဥပမာဆိုင်းဆိုင်ခန်းလိုက်ဆိုပါစို့ဒါလူတိုင်းသိတဲ့ examples ပေါ့နော်။ तू ကတချင်းလဲဆိုတယ်။ရုပ်ရှင်တရုပ်လဲစောင်းနေဝတ္ထုလဲရေးတယ်။တယောက်တည်းအလုပ်သုံးခုကိုတစ်ပိုင်းနဲ့လုပ်တဲ့အတွက် तू က3 in 1မကျွန်တော်ဆိုရင်ရုပ်ရှင်လဲတင်တယ်။စာလဲရေးတယ်။စကားလဲပြောတယ်ကျွန်တော်3 in 1လူတယောက်ကအလုပ်သုံးခုလုပ်လုပ်တာ။လုပ်လို့ရတာပဲဗျ။အဲ့မင်းဒီထဲမှာရှိတဲ့လူတွေကိုကိုမေးကြည့်ခင်ဗျားတို့ကဘာလို့1 in 1လား2 in 1လား3 in 1လားဟမ် တချို့တွေ့ဝမ်းနေပါမယ်ထင်တယ်။တချို့ကတော့ចောင်းဆရာမလုံမယ်။ဒီမှာလည်းအလုပ်လာလုံ။တွေ့ဝမ်းတချို့လည်း three one ရှိရင်ရှိမှာပေါ့။တချို့လည်းကိုယ့်အိမ်မှာတခြားလုပ်ငန်းတစ်ခုရှိမယ်။ဒီလုပ်ငန်းလည်းလုပ်တယ်။ဒါကြောင့်ခင်ဗျားတို့တိုးကြီးပွားတိုးတက်တာလေ။ one and one two and one ဘယ်တော့ပေါ်တိုးတက်မှာလို့။ and one and one three and one ဆိုရင်ဒီလိုကတိုးတက်မှာပေါ့။မဘိုးကျော်အောင်စံဒီကနေ့ဒီနာမည်ကြီးမှာပေါ့။ तू all in one ကအကုန်လောက်တာဗျ။ဖယားရှင်ကိုယ်တော်မြတ်ကြီး all in one all in one အကုန်လုံးတာဒီအလူတွေအနည်းဆုံးတော့ကျွန်တော်ထင်တယ် two in one ဖြစ်ပါလိမ့်မယ် three in one ပါခြင်းပါမယ်ဒါပြင်လူတယောက်ဟာတိုးတက်ခြင်းရင်ဘဝတစ်ခုဟာအလုပ်တစ်ခုနဲ့တင့်တိမ်နေလို့တော့မဖြစ်ဘူးဗျ one in one ဆိုရင်တော့မဟုတ်သေးဘူး two in one ဆိုရင်တော့မဆိုးပါဘူး three in one ဆိုရင်တော့ကောင်းပါတယ်ဒီရက်များရင်ပိုကောင်းတာပေါ့ထပ်ပြောအောင်မယ် one in one ကိုတော့မဆိုးဘူးပြောပေမဲ့ zero in one နေလဲရှိတယ်ဗျာ ။ဥမာခမရိုင်ကတူရတူမတွေအကိုတွေပေါ့။ဘွဲရဘာလုံးမှမလုပ်ဘူး။ဘီယာလေးတောင်းလိုက်။ဘလုံးဘွဲလေးလောင်းလိုက်။အဖေမေရှိရလဝါလေးဖြန့်လိုက်။အဲ့လိုကောင်းနေကြတော့စီရိုယဝါလို့ခေါ်တယ်။စီရိုယဝါနဲ့မြန်မာနိုင်ငံမှာတပုံကြီး။စီရိုယဝါနဲ့ဆိုတာရှိသေးတယ်ဗျ။ minus 1 in 1တွေ့ဘူးလားမသိဘူး။ तू ကဒီနေရာကိုရောက်တယ်။အလောက်ကိုလောက်မှမလောက်ဘူး။ ုံတိတ်ခါကြတဲ့အလုတ်တည်းပဲလုံနေတယ်သူကသူ့ကိုသူသူဂုံတိတ်ခါကြလို့ကြမ်းမ်းမသိဘူးဒီဘောကနေလက်ပေးလက်ယူနေလှုပ်တယ်ကိုယ်ဂုံတိတ်ခါကိုဖက်စားတယ်သူ့ကိုသူမသိဘူးသူများတွေကမြင်နေတာဒီလူကွာတော်တော်ဘဝပြက်နေပြီနေတော့တိုက်ကြီးနေပဲသူကကားကောင်းစားကြီးနေလူတွေနှလုံးထဲမှာသူကတိတ်ခါမရှိဘူးသူကဘာလို့ minus 1 in 1ကျွန်တော်လက်ညှိုးထိုးပြလို့ရတယ်များကြီးပဲ း minus 1နဲ့တချို့ minus 2 in 1 minus 3 in 1တောင်ရှိပါသေးတယ်ဗျာနေရာတိုင်းမှာတိုက်ခါလိုက်ကြနာ तू က तू ကပတ်စံလို့ရင်ကျွန်တော်ဘာမှမသိဘူးအလုံးပေါ်ကြမယ်အနိုင်ယူမယ်အဲ့လိုလူတွေလည်းရှိတယ်ဒါကျွန်တော်တို့ကကိုယ့်ကိုယ်ကိုစဉ်းစားရစံချိန်မီတဲ့ဘဝဆိုရင်တော့1 in 1နဲ့တော့မချိနဲ့ပါနဲ့2 in 1 3 in 1 4 in 1ဖြစ်ရင်တော့ပိုကောင်းတာပေါ့ ဒါ coffee mix တုံးလေးတောက်တိုင်းကျွန်တော်တို့သိဖို့အရာသားသမီးတွေကိုပြောပြလို့ရကဲဒါဖြစ်ရင်စလုံးလေးတွေပြောကြည့်ရအောင်ဘဝကို LFE life လို့ခေါ်ရင် LFE ကိုကျွန်တော်တို့အထိပယ်လေးဖွင့်ကြည့်ရအောင်အိမ်မှာကလေးလေးတွေလေး charge ကလေးတွေကတ်ထားရှိရလေးနိုင်ရမယ် A ဆို apple ပေါ့ A for apple တော့မဟုတ်တခုခုပေါ့ A for aeroplane ပေါ့တချို့က B for but B for ဘောကြိုက်တယ်လို့ပေါ့ဒါပြင် alpha ဘယ်လိုဘာသာပြန်ကောင်းမလို့ life alpha l l ဘယ်လိုပြောရင်ကောင်းမလို့ learning learning ဘဝဆိုတာအမြဲတမ်းသင်ယူနေရတာဗျဘဝဆိုတာအချိန်တိုင်းသင်ယူနေရတာနော်ငါဘွဲရပြီတက်သွားပြီသင်စရာမလိုတော့ဘူးလို့မထင်နဲ့အကုန်သင်ယူနေရတာဝိပဿနာကမ္မဋ္ဌာန်းကျောင်းသွားလဲသင်ယူပြီးပြန်လာရတာလေဘတ်စကားစီးလဲသင်ယူရတာပဲ ဘဝဆိုတာတင်ယူနေမှုပဲဗျ landing အိုင်ကြဘယ်လိုပြောရင်ကောင်းမလို့ကိုကြိုက်တယ်လို့ပြောချင်းကျွန်တော်ကတော့အိုင်ကို improving လို့သုံးမယ်ဘဝဆိုတာတိုးတက်မှလည်းအတိတ်ပဲရှိတာ life သလုံးပေါင်းလေးကိုစိတ်နဲ့ပေါင်းကြည့်အောင်အဲဒါကဘယ်လိုရေးတော့အပေါ်တက်ပြီးတော့ဘဝဆိုတာအတက်ရှိတယ်အကျရှိတယ်နည်းနည်းလေးတက်တယ်နည်းနည်းလေးကျတယ်အဲနည်းနည်းလေးတက်ပြီးဘယ်ရောက်သွားတော့ ဟာအောက်တိကျလာအမလီတော်ရေးထင်တာပြန်တက်ပြီးတော့လူလေးစုံသွားတာဘဝပဲဗျာဘဝစလုံးပေါင်းကအထိပယ်အပြည့်ပါအတက်အကျအနိုင်အမြင့်နဲ့သွားလာ I am improving after ဘလို့ပြောရင်ကောင်းမလို့ fighting မကောင်းဘူးလားကြိုက်တာပြောပါကျွန်တော် fighting လို့ဖွင့်မယ်ဤကြတော့ escaping လွတ်မြောက်တာ the enlightenment လွမြောက်တာပဲသူတော့မတူဘူးပေါ့ဘဝဆိုတာလွမြောက်အောင်လဲစ조사ရသေးတာဒီလိုစည်းစိမ်နဲ့ဥစ္စာတွေတားမရနေနဲ့ပဲချီနှောင်ထားလို့မဖြစ်ဘူးကြုံလို့ပြောအောင်မယ်ဗျကျွန်တော်ဗုဒ္ဓဂါရသွားတော့အာဖဂန်နစ္စတန်ကကိုရော်ရီဘူတမ်ကိုရော်ရီနဲ့စကားပြောရင်ကျွန်တော်စိုက်တဲ့စကားတခွန်းရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့တာဝတ်တီကိုရောက်တဲ့အချိန်မှာစကလုံးနဲ့ပြောကြရင်းနဲ့ ဒီမဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကဒီနေရာမှာစေရဝန်ကျောင်းသတင်းသုံးတာတဲ့စေရဝန်ကျောင်းဆိုတာတာဝတ်တိနဲ့မနီမဝေးလှခေါ်လိုက်တခေါ်လောက်ဝေးတာတာဝတ်တိဆိုတာအဲ့ဒီခေတ်ကမြို့ကြီးဘုရားဒီလိုကျောင်းနယ်ပါနဲ့နေတာဒါပေမဲ့ဘုရားဒီကျောင်းကြီးကိုမင်မောတွေ့တာလည်းမထင်နဲ့လူလောကမှာထီတော်ထီရတယ်ဘုရားထီခွင့်ပေးတယ်ဒါပေမဲ့ဘလို့ညှိတယ်လဲပုံမှန်မူတည်ရေနဲ့ခုံးနဲ့ထီတာနဲ့ရေနဲ့ကြာနဲ့ထီတာတူလား ရှင်နေခုံးနဲ့ထီတာတခါတည်းကိုအိုးလုံးဖွေးသွားတာကဲဒီမှာအိမ်တော်တွေပဲခပြတော့ခပြတော့ယောက်ျားဘယ်လိုထီတော့ရှင်နေခုံးနဲ့ထီသလိုထီတာသူပြန်မလာရင်မကျေနပ်ဘူးတယ်လီဖုန်းနဲ့သတင်းတစ်ခုကြားရင်အမလီပြန်လာရင်တွေ့မဟဲ့ကိုသားသမီးနဲ့ကိုနဲ့ထီတာရှင်နေခုံးနဲ့ထီသလိုပဲလောကအကြောင်းသိတဲ့အခါရှင်နေကြာနေထီသလိုထီတာကဲခမရတို့ဒီကုမ္ပဏီကနေတိန်းတရာအထာမယ်ခမရကိုဖယ်နေရသွားပြီခမရထိကွရရဘယ်လိုထိမှာတော့ ရှင်နဲ့ကြာနဲ့တိတိတို့တရားမှာခင်ဗျအလွဲသုံးသားလုပ်လို့မရဘူးရှင်နဲ့ခွန်းနဲ့တိတိတို့ဒီဘောပြက်ပြီပေါ့အောက်စားရစီစိန်နဲ့အာနာတွေလုတ်ပိုင်ခွင့်နေကျွန်တော်ချမ်းသာမှုတွေကိုကျွန်တော်တို့ကရှင်နဲ့ကြာနဲ့တိတိတို့ထိနိုင်တဲ့စိတ်မျိုးထားတဲ့တနေ့ဘောလွတ်မြောက်ပြီ escape ဖြစ်ပြီရှင်နဲ့ခွန်းနဲ့တိတာရေကြခွန်းလည်းပြက်စီတယ်လို့ခွန်းကြောင့်ရှင်လည်းတံပိုးပြက်တယ်ဗျရှင်နဲ့ကြာနဲ့ကြာထိတော့ထိတယ် မညှိဘူးဗျာရေကြောက်ကြာဖြစ်တယ်လို့ကြာကြောက်ရေကန်ကြီးလာတာကြာကြောက်ရေကန်တင့်တယ်တယ်လို့ရေရှိတဲ့အတွက်ကြာကလည်းလန်းဆန်းပြီးရှင်တန်ရလာနှစ်ယောက်လုံးအကျိုးရှိတယ်အဲ့ဒါဘုရားရှင်ကိုတော်မြတ်ကြီးအကျင့်တရားပဲဘုရားဝဲဖြစ်ဖြစ်ရေနဲ့ကြာနဲ့ထစ်တယ်လို့ဒီအောင်ကြိုးစားကြ escape ဖြစ်အောင်လုပ်လွတ်မြောက်အောင်လုပ်ထားတော့ဒါဘဝကိုအတိတ်